ားလုံးမင်္ဂလာပါ Appyrise ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့မှာတော့တယောက်တည်းအင်္ဂလိပ်စကားပြောလေ့ကျင့်မယ် Read out loud အစီအစဉ်ရဲ့အပိုင်း15ကိုကျွန်တော်လေ့လာသွားကြမှာဖြစ်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲဒီစာပိုက်တိုလေးတစ်ခုကို အနည်းကနေအမြန် version နဲ့ကျွန်တော်ဖတ်ပြမယ်မိတ်ဆွေကကျွန်တော်ဖတ်နေတဲ့အချိန်တွင်ကျွန်တော်နဲ့အတူတူလိုက်ပြီးမှအတန်းချစ်ချင်းနဲ့ဖတ်ပြီးလေ့ကျင့်လို့ရပါတယ် ပြီးတော့ကျွန်တော်ဒီစာပိုက်ဖတ်ပြီးသွားရဲ့နောက်ပိုင်းမှာဒီစာပိုက်ထဲမှာပါတဲ့အတိတ်ဘယ်နဲ့အတန်ထွက်တွေကိုကျွန်တော်တို့အတူတူလေ့လာသွားကြမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီစာပိုက်ကိုလည်း PDF file လေးဒီ description link မှာကျွန်တော်ချပေးထားပါမယ်။မိတ်ဆွေအားတဲ့အချိန်မှာအဲ့ဒီ PDF file လေးကို download ဆွဲပြီးမှကိုယ့်အကူတယောက်ထဲအတန်ကျကျဖတ်ပြီးမှလေ့ကျင့်လို့လည်းရပါတယ်။ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ဒီအနည်းနဲ့အရင်ဖတ်ကြည့်ကြရအောင်။ Today is a beautiful day. The sun is shining. And the weather is warm. I like to go for a walk in the park when the weather is nice. I see people walking their dogs, children playing, and others sitting on benches. It makes me feel happy and relaxed. I enjoy spending time outside and getting fresh air. Okay, so in general, the Anina Papito and Alpima, General Disabago, Bongman Etane, General Today is a beautiful day. The sun is shining and the weather is warm. I like to go for a walk in the park when the weather is nice. I see people walking their dogs, children playing, and others sitting on benches. It makes me feel happy and relaxed. I enjoy spending time outside and getting fresh air. Okay, တစ်ချက်လေ့လာကြည့်ကြရအောင် Today is a beautiful day Today today is a beautiful day ဒီနေ့က a beautiful day ဆိုတာကအရင်လှပတဲ့နေ့တနေ့ပဲဒီနေ့ကအရင်လှပတဲ့နေ့တနေ့ပဲ The sun is shining နေသားတယ် and the weather is warm ပြီးတော့ the weather ဆိုတာကရာသီဥတုရာသီဥတု is warm ရာသီဥတုကနှွေးထွေးတယ် I like to go for a walk in the park. Go for a walk ကကြတော့ကျွန်တော်ဒီလမ်းလျှောက်တာပေါ့နော် In the park park ဆိုတာပန်းခြံပေါ့ I like to go for a walk in the park. ကျွန်တော်ပန်းခြံထဲမှာလမ်းလျှောက်ရတာကိုကြိုက်တယ်။ဘယ်ချိန်မှလဲဆိုရင် when when is it time ပေါ့နော်ဘယ်ချိန်လဲဆိုရင် the weather is nice. ရာသီဥတုက nice ကောင်းမွန်တဲ့အချိန်မှာကျွန်တော်ပန်းခြံထဲမှာလမ်းလျှောက်ရတာသဘောကျတယ်နှစ်သက်တယ် I see people walking their dogs. I see people ကျွန်တော်လူတွေကိုမြင်တယ်။ walking their dogs. walking their dogs ဆိုတာကသူတို့ဒီခွေးလေးတွေနဲ့အတူလမ်းလျှောက်နေတယ်ပေါ့။ပင်ခွေးလေးတွေလမ်းလျှောက်တဲ့အချိန်ကျရင်ဒီအပေါ်ပါးလေးပါးတွားရတယ်ပေါ့နော်။အဲဒါကို walk the dog လို့ခေါ်တယ်။ walking their dogs. children playing. ကလေးတွေကစားနေတယ်။ and others ဒီမှာ other ဆိုတာကတခြားသူတွေပေါ့နော် sitting on benches bench bench ဆိုတာကခုံတန်းရှည်ပေါ့ဒီမှာကအများနဲ့တုံထားရဲဆိုတော့ benches ခုံတန်းရှည်တွေပုံမှာတခြားသူတွေထိုင်နေတယ်ပြီးတော့ကလေးတွေကစားနေတယ်ပြီးတော့ဒီခွေးလေးတွေနဲ့သူတို့လမ်းလျှောက်နေတဲ့ဟာကို ကျွန်တော်မြင်တယ်ဒါ bench ချန်တဲမှာမြင်တဲ့ဟာကိုပြောထားရဲပေါ့နော် it makes me feel happy and relaxed it makes me feel happy ဒီမှာ it ဆိုတာကဒီသူမြင်တဲ့ဟာတွေပေါ့နော်လူတွေထိုင်နေတာမြင်တယ်ခွေးလေးတွေနဲ့လမ်းလျှောက်တာမြင်တယ်ပြီးတော့ဒီကလေးတွေကစားတာကိုမြင်တဲ့ဟာက makes me feel happy and relax ကျွန်တော်ပျော်ရွှင်စေတယ်ပြီးတော့အပန်းဖြေစေတယ်လို့ပြောချင်တာ I enjoy ကျွန်တော်နှစ်သက်တယ် spending time outside spending time ဆိုတာပဲပေါ့အချိန်ကိုအသုံးပြုတာပေါ့နော် outside ကျွန်တော်အိမ်ပြင်ပမှာအချိန်ကိုအသုံးပြုတာကိုနှစ်သက်တယ်ပေါ့နော်ပြောချင်တာကကျွန်တော်ဒီအိမ်အပြင်ဘက်မှာသွားရလာရတာကိုသဘောကျတယ်နှစ်သက်တယ်လို့ပြောချင်တာ and getting fresh air fresh air ဆိုတာကလေကောင်းလေတန့်ပေါ့နော် getting fresh air ဆိုတာကလေကောင်းလေတန့်ရတာကိုလည်းသူကနှစ်သက်တယ်လို့ဒီစာပိုက်ထဲမှာပြောထားတယ်ပေါ့နော် ။ဟုတ်ကဲ့အဲဆိုရင်ကျွန်တော်ဒီစာပိုင်လေးကိုတစ်ချက်အတူတူပြန်ဖတ်ကြည့်ကြရအောင်။ okay, Today is a beautiful day. The sun is shining and the weather is warm. I like to go for a walk in the park when the weather is nice. I see people walking their dogs, children playing, and others sitting on benches. It makes me feel happy and relaxed. I enjoy spending time outside and getting fresh air ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်